အီရန်ကအစ္စရေးနဲ့ဆွေးနွေးဖို့အတွက်သမ္မတထောက်ကိုပြောတယ်လို့သတင်းတွေရသိရပါတယ်။မနေ့ကအီရန်နိုင်ငံရဲ့မြို့တော်မှာရှိတဲ့အတန်းလွင့်ခံလာရုံကိုအစ္စရေးရဲ့ဒုံးကျည်တွေကြားရောက်ပောက်ကွဲပြီးတဲ့နောက်မှာတော့အီရန်ဘက်ကအစ္စရေးနဲ့ညှိနှိုင်းချင်ပုံရတဲ့သဘောမျိုးပြောဆိုလာတာပဲဖြစ်ပါလိမ့်။အီရန်အနေနဲ့ဒီစပွဲမှာလက်မြောက်လိုက်ပြီလားဘယ်လိုမျိုးဆက်လုပ်မလဲတော့သိချာမသိပါဘူး။အီရန်ဟာသူ့ရဲ့လေကြောင်းအကာအကွယ်စနစ်ပါပြည့်စည်ခဲ့တဲ့အတွက် ကောင်းကင်ပိုင်ဆိုင်ခွင့်ကိုလောလောဆယ်မှာအစ္စရေးကစိုးမိုးသွားတဲ့အနေအထားရှိနေပါတယ်။အစ္စရေးလေကြောင်းကပြစ်ခတ်တိုက်ခိုက်သူကအေရန်ဟာဒီတိုင်းခံရမယ့်အနေအထားကိုရောက်နေပါတယ်။ကနေဒါနိုင်ငံမှာလုပ်နေတဲ့ G7 ထိပ်သီးစည်းဝေးကိုရောက်နေတဲ့သမ္မတထရန့်ကကျွန်တော်အေရန်ကိုရက်60ချိန်ပေးခဲ့ပါပြီ။သူတို့လက်မခံခဲ့လို့61ရက်နေမှာအတိုက်ခံရတာပါ။ကျွန်တော်မတတ်နိုင်ပါဘူးလို့ဆိုပါလိမ့်။အေရန်နိုင်ငံဂျာအေးဝန်ကြီးကတော့သမ္မတထရန့်အနေနဲ့ဖုန်းတစ်ချက်ဆက်ပြီးဒေတာညာဟုကိုပြောရုံနဲ့ဒီစစ်ပွဲကရက်သွားမှာပါလို့ဆိုပါလိမ့်။ အီရန်ဘက်ကပြန်လည်အနေနဲ့နျူကလ িয়ার လက်နက်စာချုပ်စွန့်နှွက်ကိုပုံပြီးသဘောထားပြော့ပြောင်းစွာနဲ့စကားဝိုင်းမှာပြန်ထိုင်ပေးမယ်လို့ဆိုပါတယ်။မိုင်းရဲ့ဂျာစစ်ပွဲအတွင်းမှာအီရန်ဘက်က200ကျော်သေဆုံးခဲ့ပြီးထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ထိပ်တန်းနျူကလ িয়ার ပညာရှင်တွေပါသွားပါတယ်။အီဇရေးဘက်ကလည်းအီရန်ဘက်ကဗုံးမှုရတဲ့အကြောင်းသေဆုံးသူတွေအများအပြားရှိခဲ့ပါတယ်။အီရန်ရဲ့အဓိကနျူကလ িয়ার တပ်စစ်စေယုံဟာအတော်လေးအထိနာသွားတယ်လို့ IAEA ကပြောပါတယ်။ အီရန်ရဲ့အဓိပတိခါမေနီကို ရှင်းပြမှသာဒီစပွဲကအဆုံးသတ်လိမ့်မယ်ကျုပ်ကပြောပါလေအီရန်နိုင်ငံရဲ့ဒီပလီကောင်ဆောင်ဂျေရာဒိုလာလီခါမီနီကိုတက်ဖြတ်လိုက်ခြင်းဟာအစ္စရေးနဲ့အီရန်နှစ်နိုင်ငံကြားပဋိပက္ခအရှိန်မြင့်လာမှာထက်စစ်ပွဲအဆုံးသတ်မဲ့နည်းလမ်းလို့ယုံကြည်ကြောင်းအစ္စရေးဝန်ကြီးချုပ်ဗဂျမင်နီတန်ညာဟုတ်က ABC နဲ့ထပ်လာတဲ့အင်တာဗျူးမှာပြောပါတယ်အစ္စရေးကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ခဲ့ပြီးတော့ခွင့်ရေးတွေပေးပြီးပါပြီအန်ဂျိတ်သိခံခဲ့ပြီးပါပြီ မရထရန်လိုချင်တဲ့ရနှုတ်ကိုစေးစက်ညှိနှိုင်းဖို့တက်နိုင်တဲ့များလောက်ခဲ့ပြီမဲ့ဒီစေးစက်ညှိနှိုင်းလမ်းကြောင်းမှာအမေရိကန်နဲ့ညှိနှိုင်းနေချင်ပါပဲအီရန်ရဲ့ထိတ်တန့်ကောင်းဆောင်ဒီကမ္ဘာကြီးကအစ္စရေးကိုတေဖို့ပဲညှိနှိုင်းလို့ Twitter မှာရေးနေတယ်ဆွေးနွေးပွဲတွေအလုံးအားအပေါ်ယံမယ်လို့အစ္စရေးဝန်ကြီးချုပ်ကပြောပါတယ် မတားသိမ်းမီရက်တွေတွင်ကအစ္စရေးရဲ့ခါမီနီကိုတပ်ဖြတ်ဖို့စီစဉ်ကောင်တမတ်ထရန့်ကဗီဒီယိုအနာနဲ့ပေချခဲ့ပါတယ်။ ABC သတင်းဌာနမှအဓိကသတင်းတင်ဆက်သူဂျိုနသန်ကားကအီရန်ထိပ်တန်းကောင်းဆောင်ကိုပြစ်မှတ်ထားရှင်းပေအစ္စရေးရဲ့အစီအစဉ်ကိုအမေရိကန်ကပေချတာဟာပြည်ပခါတွေတိုးလာမှာစိုးရိမ်နေတဲ့အတွက်လို့နားလိုက်ထားကြောင်းပြောရမှာတော့နေတန်ညာဟုတ်ကပြည်ပခါတွေတိုးလာမှာမဟုတ်ပဲအဆုံးသက်သွားမှာလို့သိကြပြန်ဖြစ်ကြပါလေ။ဒီကတော့ခါမီနီကိုရှင်းပြဖို့ကိုအမေရိကန်ကလည်းလက်မခံဘူးဆိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒါဟာအရှိန်အပိုင်းဒေသမှာစတင်တဲ့စစ်ပွဲကြီးရတဲ့ကမ္ဘာစစ်ထိကြီးကျက်သွားတယ်လို့ပါ။အစ္စရေးဝန်ချုပ်ဂျမီနီဒါညာဦးကဇွန်16ရက်နေ့သတင်းစာရှင်းပွဲမှာတော့အစ္စရေးဟာအီရန်ရဲ့နျူကလ িয়ার ချိန်ချမှုကိုဖယ်ရှားဖို့လိုအပ်ကြောင်းပြောခဲ့ပြီးအီရန်ဟာစစ်ဆင်ညှိနှိုင်းရေးကိုပြန်သွွားဖို့တိုးပန်းနေတယ်ဆိုတဲ့သတင်းတွေကိုလည်းအံ့ဩမနေတော့ဘူးလို့ပြောပါတယ်။အစ္စရေးဟာအရင်ကတန်တမန်ရေးရလှုပ်ဆောင်နေပေမဲ့တီဟီရန်ကသူ့ကိုစန့်ကျင်နေတာကိုသာမြင်တွေ့ခဲ့ရတယ်လို့နေတာညာဟုတ်ကပြောပါတယ်။အီရန်နိုင်ငံမှာရုံးမြင့်တန်ကြားဌာနချုပ်ကိုအစ္စရေးကတိုက်ခိုက်လာတဲ့ပတ်သက်ပြီး နေတညာဟုကအီရန်ပြည်သူတွေဟာဒီရက်ဆက်ကြမ်းကြုတ်တဲ့အစိုးရစီကနေလွတ်မြောက်ဖို့ကြိုးပမ်းနေပြီးအမှန်တရားကိုရှာဖွေတွေ့နိုင်ဖို့အရေးကြီးတယ်လို့ပြောပါတယ်။ ။အစ္စရေးဟာဇွန်17ရက်နေ့ပိုင်းမှာအင်အားသင့်ပေါ်တိုက်ခိုက်မှုကြီးလုပ်ခဲ့ပြီးအီရန်ရဲ့စစ်ပဆိုင်ရာထိပ်တန်းနေရာတွေခြေမုံပြီးတော့သူ့ရဲ့နျူကလ িয়ার နေရာတွေကိုလည်းဖျက်ဆီးခဲ့ပါတယ်။လာမယ့်ရက်တွေမှာတိုက်ပွဲတွေအရှိန်မြင့်မယ်ပြောပါတယ်။အီရန်ကလည်းလက်တုံပြင်းတဲ့အနေနဲ့အစ္စရေးပေါ်ဒုံးကျည်ပေါင်းများစွာပြစ်လွတ်ခဲ့ပြီးအစ္စရေးနဲ့အီရန်ကြားအကြီးမားဆုံးထိပ်တန်းရင်ဆိုင်ပွဲကြီးဖြစ်နေတာပဲဖြစ်ပါတယ်။ဒါအပြင်ပြစ်ခတ်ရစေးရေးကူညီပေးဖို့ပင်လယ်ကွေးနိုင်ငံတွေကိုလည်းအီရန်ကမြစ်တာရက်ခံခဲ့တယ်ဆိုပါတယ်။ပြစ်ခတ်ရစေးရေးအတွက်ကြောင်းညီပေးကြဖို့ပင်လယ်ကွေးဒေသအာရပ်နိုင်ငံတွေကိုအီရန်ကမြစ်တာရက်ခံကြောင်းသတင်းတွေထွက်နေ ေပါတယ်။ Iran နဲ့ Israel ကြားစီးပွားရေးပကဟာငါရဲ့ကြာမြင့်လာတဲ့အထိဆက်လက်ပြင်းထန်နေပြီးတဲ့နော် Iran ဘက်ကအပြည့်ရဖို့စတဲ့အရေးကဲပြလာတာလို့အရှိလေပိုင်းဒေသကဆိုပါတယ်။တီဟီယမ်မှာရှိတဲ့ Iran ဆိုရဟာလက်ရှိပြည်ပကရစဲဖို့ဖြစ်နိုင်ခြေတွေအတွက် Qatar, Saudi, Oman ဆိုရတွေဆက်သွယ်ခဲ့ပါတယ်။ Iran က America သမားခန့်ရဲ့ယင်းဒီတဲ့အဲ့ဒီနိုင်ငံတွေရဲ့ဆိုရတွေဟာ Israel ပေါ်ထိုင်းရဲ့ဩဇာကိုသုံးပြီးပြစ်ခတ်ရစဲကိစ္စဖိအားပေးစေဖို့မြေတားရက်ခံတယ်ဆိုပါတယ်။ ပြန်လည်နေတဲ့အီရန်ဟာနိုင်ငံရဲ့နျူကလ িয়ার နည်းပညာထိန်းချုပ်ရေးကိစ္စနဲ့ပတ်သက်လို့အမေရိကန်အစိုးရနဲ့ညှိနှိုင်းရမှာတော့ဒီကိစ္စအများစုကိုအလျှော်ပေးလိုက်ရောသွားမယ်လို့ကန့်လန့်ထားကြောင်းအီရန်အစိုးရနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်နှစ်ခုအရှေ့လက်ပိုင်းတာဝန်ရုံးဝန်ထမ်းကသတင်းရင်းမြစ်သုံးခုတို့ကတင်ကြားစီမှတ်ချက်ပေးပါလိမ့်။အီရန်နဲ့အစ္စရေးကမှဝေရောက်ညှိနှိုင်းပေးဖို့အတွက်ပင်လယ်ကွေ့နိုင်ငံခေါင်းဆောင်တွေနဲ့ထိပ်တန်းတာဝန်အရာရှိတွေဟာပြီးခဲ့တဲ့ရက်ပိုင်းတွင်တော်တော်လုံများခဲ့ပါလိမ့်။ အီရန်ကပြည့်ရဖို့လိုလားမှုရှိလာတယ်ဆိုတဲ့သတင်းကြောင့်အရှေ့အလယ်ပိုင်းမှာရေနံစည်းဟာဒဇီကိုဒေါ်လာလောက်ကျရိပ်ပြနေပါတယ်။ပင်လယ်ဝေဒေသတွေနိုင်ငံတွေကအီဇူနဲ့အီရန်ကြားပြည်ပခါဟာလက်ရှိထက်ပိုကျယ်ပြန့်ပြီးအလုံးစုံစစ်ပွဲကြီးဆင်ရောက်မှာကိုအထူးစိုးရိမ်နေပြီးပြစ်ခတ်ရစဲမှုအထမြောက်စေရင်နေတိုင်းအားတိုင်းစူးစမ်းနေပါတယ်။အီရန်ရဲ့စစ်တပ်မှုနိုင်ငံကလေးကကာတာအိုမန်နဲ့ဆော်ဒီတို့ဟာအီဇူရဲ့တိုက်ခိုက်မှုတွေရပ်တန့်မှုဖိအားပေးဖို့ထရန့်ကိုတောင်းဆိုနေပြီဖြစ်ပါတယ်။ ပြည်ထရေးဆေးပိစားအတွက်ပါဝင်ကူညီပေးဖို့ပေလေခွေဒေသတို့နိုင်ငံတွေကိုအီရန်ကတောင်းဆိုထားတဲ့ဆိုတဲ့သတင်းလေးပေါ့အင်ဂျူတော်ကတော့မှတ်ချက်ပေးခြင်းမရှိပါဘူး။ဘာရဲ့ကြောင့်မလဲစီးရေးတိုက်ပွဲမှာနှစ်ဖက်ထိခိုက်ကြဆုံနေများလာပါလိမ့်။အဓိကအားဖြင့်ပြောရမယ်ဆိုရင်လေချောင်းကနေပဲအဓိကတိုက်ကြတာဖြစ်ပါလိမ့်။ကြီးတဲ့ရေတဲ့တွေဒါတော့မပါဝင်သေးဘူးလို့ဆိုပါရယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့တီဟီယန်မျိုးကအီရန်ပြည်သူတွေမျိုးကိုစွန့်ခွာဖို့တိုက်တွန်းနေပါလိမ့်။ မြို့တော်ဒီဟီယမ်မာလီတိုင်းဒေသခံတွေဘေးလွတ်ရအောင်ရှုပ်ပြောင်းနေတယ်လို့တမောထရန့်ကတိုက်တွန်းလိုက်ပါတယ်။အမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့အစ္စရေးဟာအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောင်အုံတွေနဲ့စစ်ကဲကိုတိုက်ခိုက်ရတာနဲ့နှစ်နိုင်ငံကြားစည်းရေးပဋိပက္ခအစပြုလာခဲ့တာဟာတတော်လေးကိုကြားလာပါပြီ။ဒီတော်တွေအစ္စရေးကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေပြီးတော့အီရန်ကလည်းအစ္စရေးမျိုးတွေကိုဒုံးကြီးတွေဒရုန်းတွေနဲ့အပြင်းထန်ပစ်ခတ်နေပါတယ်။ထရန့်ဟာကနေဒါနိုင်ငံမှာ G7 ထိပ်သီးမြှလကန်တယောက်ကနေအရှေ့လက်ပိုင်းရေးကြောင်တရက်စောပြီးပြန်လဲထွက်ခွာခဲ့ပါလေ။ထရန့်ကအီရန်ဆိုရအနေနဲ့ နိုင်ငံရဲ့နျူကလ িয়ার နည်းပညာပိုင်းကိုထိန်းချုပ်မဲ့သဘောတူညီမှုကိုအမေရိကန်နဲ့စောစီလက်မှတ်ရေးထိုးသင့်တယ်လို့ပြောပါတယ်။သဘောတူညီမှုတစ်ခုလက်မှတ်ရေးထိုးဖို့အီရန်ကိုပြောခဲ့ပေမဲ့ဘာမှဖြစ်မလာတာစိတ်ပျက်စရာကောင်းပါလေ။ဒီအတွက်လူ့အသက်တွေဆုံးရှုံးခဲ့ရပါတယ်။ရိုးရှင်းဆုံးအခြေခံချက်ကအီရန်ဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်လို့လုံးဝမရပါဘူး။ဒီအကြောင်းကိုအချိန်ကြီးပြောပြပါပြီ။အခုတော့လူတိုင်းတီဟီရန်ကလည်းအမြန်ဆုံးဖို့လိုအပ်ပါပြီ။ဒါကြောင့်တီဟီရန်ကလည်းခောက်ခွာသွားကြပါလို့ကြီးပါတယ်။ ပြင်သမမခွန်ကတော့ G7 ညီလာခံကနေထပ်အစိုးရစည်းထုတ်သွားတာဟာအပြုသဘောဆောင်တဲ့ကိစ္စလို့ရှုမြင်ပြီးအမေရိကန်ဟာအီရန်နဲ့အစ္စရေးကိုအများကြီးအာရုံစိုက်နေတဲ့သဘောပေါ်လွင်နေဆိုပါတယ်။လောလောဆယ်ကြီးအကြီးဆုံးကအမေရိကန်ဆိုပြထားတဲ့အပြစ်ခတ်ရစဲရေးသဘောတူညီချက်ကိုအီရန်ရောအစ္စရေးကပါချက်ချင်းလက်ခံမှုဖြစ်ပါတယ်။သူနားလဲတာကတော့နှစ်ဖက်လုံးအတွက်ကမ်းလှမ်းချက်တစ်ခုပေးပို့ထားပြီးအဲ့ဒီထဲမှာချက်ချင်းပြစ်ခတ်ရစဲရေးနဲ့နောက်ဆက်တွဲပုံမှန်ကြေပြတဲ့ဆွေးနွေးမှုတွေကြောင့်ပါပါတယ်။ ဒါသိန့်ကောင်းလဲအားထုတ်မှုမှာကာယကံရှင်တွေဘာဆုံးဖြတ်မလဲစောင့်ကြည့်ရမယ်လို့ပြည်သူ့မက်ခရွန်ကပြောပါတယ်။လက်တလုံးမှာတော့အင်ဇီနီယာအီရန်ကြလေကြောင်းကအပြန်လည်တိုက်ခတ်မှုတွေဟာဆက်လက်ပြင်းထန်နေပါတယ်။တီဟီယန်မြို့တော်မှာပေါက်ကွဲတဲ့နေလေကြောင်းကဝေဒုံးတွေကပြန်ပြည့်တဲ့တန်တွေစူးညံနေပါတယ်။အင်ဇီနီယာတယ်လီဗီမြို့ကြီးမှာလည်းလေကြောင်းရဲ့နေရာချက်ပြီးအော်တဲ့နေမြည်ကြီးနေပြီးအီရန်ဒုံးကြီးတွေအပြန်လည်ပြစ်နေပါတယ်။အီရန်ကိုအစ္စရေးကတိုက်ခိုက်ရမှာအမေရိကန်ကပံပိုးတယ်ဆိုတဲ့ဆွဆွချက်ကတော့အင်ဖြူရောကအခိုင်အမာညှင်းဆိုထားပါတယ် ်မရိကန်ကဝယ်ဝန်ကြီးပေးဟာဆက်ကတော့တမန်ထွန်ဟာအီရန်ရဲ့နျူကလ িয়ার ထိန်းချုပ်ရေးအတွက်သဘောတူညီမှုတစ်ခုရယူနိုင်မှုပဲမျှော်လင့်ခဲ့တယ်ဆိုပါတယ်။တစ်ဖက်မှာလည်းအမေရိကန်ဟာရှေ့လေပိုင်းဒေသတွေကစစ်ကမ်းတွေနဲ့ပိုင်ဆိုင်မှုအားလုံးအခိုင်အမာကာကွယ်သွားမယ်လို့ပေးဟာဆက်ကပြောပါတယ်။တိုက်ပွဲကတော့လက်ရှိချိန်ထိဆက်လက်ပြင်းထန်နေသေးပါဣသရေလကလည်းဣသရေလနိုင်ငံသားတွေတရုတ်နိုင်ငံသားတွေဣသရေလကနေအများဆုံးထောက်ခွာကြဖို့တန်ယုံကတိုက်တွန်းနေပါတယ်။ဣသရေလနိုင်ငံမှာရောက်နေတဲ့တရုတ်နိုင်ငံသားအလုံးအများဆုံးရွှေ့ပြောင်းထောက်ခွာဖို့တရုတ်တန်ယုံကတိုက်တွန်းလိုက်ပါတယ်။ အစ်ဇွေနိုင်ငံဆိုင်ရာတရုတ်တံရွေးကြီးညာချက်ထွက်ပေါ်လာတာဖြစ်ပြီးအီရန်နဲ့အစ်ဇွေကြားပြင်းထန်တိုက်ခိုက်နေမှုကြောင့်နိုင်ငံသားတွေထွက်ခွာဖို့နှိုးဆော်နေတာပါလူပုဂ္ဂိုလ်တို့အချင်းစီလုံခြုံရေးအတွက်အစ်ဇွေမှာရှိနေတဲ့တရုတ်နိုင်ငံသားတွေအနေနဲ့ဖြစ်တဲ့အနေနဲ့အစ်ဇွေနယ်ကြောင်ဖျက်ကျော်ပြီးထွက်ခွာဖို့တိုက်တွန်းလိုကြောင်တရုတ်တံရုံးကဝေချက်ကနေကြေညာပါတယ်ဖြစ်နိုင်မယ်ဆိုရင်ဂျော်ဒန်ဘက်ကိုထွက်ခွာဖို့ထောက်ခံအကြံပြုလိုကြောင်ပြောပါတယ်ဆယ်စုနှစ်ချီတင်းမာမှုရှိခဲ့တဲ့အစ်ဇွေနဲ့အီရန်တို့ရဲ့စီးပွားရေးကဟာပြီးခဲ့တဲ့တရင်ဘက်ကောမှာ စတင်ခဲ့တာဖြစ်ပါတယ်တရုတ်တရုတ်ကအရိပိကဆက်ပြီးတော့အရှိန်မြင့်တက်နေမယ်လို့ယုံကြည်ကြောင်းမှတ်ချက်ပေးပါတယ်စီအပိပကကြောင့်အရက်ဘက်အခြေခံစောင့်တွေထိခိုက်ပျက်စီးတာအရက်သားတွေသေဆုံးတာဇက်တိုက်ဆူလို့မြင်မာနေပါတယ်လုံခြုံရေးအခြေအနေကလည်းပိုပြီးစိုးရိမ်စရာဖြစ်နေနေတယ်ဒါကြောင့်အစ္စရေးမှာရှိတဲ့တရုတ်နိုင်ငံသားတွေအများဆုံးထောက်ခံဖို့တရုတ်တရုတ်ကတိုက်တွန်းထားပါတယ်အစ္စရေးစစ်တပ်ကတော့အီရန်ရဲ့ပယ်ထိန်တုံးကြီးလောက်ချသုံးဖို့တဲ့ပုံကိုဖျက်ဆီးနိုင်ခဲ့ပြီလို့ကြေညာလိုက်ပါတယ် အီရန်ဒုံးကျည်လောင်းချတဲ့အသုံးပုံတပုံခန့်ရှိတဲ့မြေပြင်မှမြေပြင်ပြည့်ဒုံးကျည်လောင်းချ120ကျော်ကိုအစ္စရေးလက်ထက် IAF ကဖျက်ဆီးလိုက်တယ်လို့ဣသရေလကကွေတဖက်ကသတင်းထုတ်ပါတယ်။ဣသရေလလက်အုပ်မှုရောက်တိုက်ခိုက်ခဲ့တဲ့ Rise Lion စစ်စီရင်ဟာ၄ရက်မြောက်၅ရက်ထဲဝင်လာပါပြီ။မကြာသေးမီကတိုက်ခိုက်မှုတွေဟာ UN လယ်ပိုင်း Isfahan မြို့နဲ့အနီးတစ်ဝိုက်မှာရှိတဲ့စစ်စခန်းတရာကိုပိတ်မထားပြီးညာတွင်းချင်းတိုက်ခိုက်ခဲ့တယ်လို့ဣသရေလကကွေတဖက်ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးချုပ် FED Frank ကပြောပါတယ်။အဲ့ဒီစစ်စီရင်မှာတီဟီယန်မှာရှိတဲ့ Iran စစ်တပ်နဲ့ အစ္စလာမစ်တော်လှန်ရေးစောင့်တဲ့ IRGC တို့ရဲ့ဒုံးကျည်တူလောင်ရနေရာတွေနဲ့ကိုကေးအစခန်းတွေကိုတိုက်လေရင်အစင်း90နဲ့တခြားလေရင်ဒီနယ်လည်းတိုက်ခိုက်ခဲ့ပါတယ်။အစ္စရေးမျိုးတွေကိုမြေပြင်မှာမြေပြင်ပြစ်လောင်ချာတွေနဲ့ပြစ်ခတ်ဖို့ချိန်ရွယ်ထားမှုကိုလည်းဖျက်ဆီးပါတယ်။အစ္စရေးကိုမတိုက်မီအီရန်ဒုံးကျည်20ကျော်ကိုဖျက်ဆီးနိုင်ခဲ့တယ်လို့အစ္စရေးဘုံမှုချုပ် FD Friend ကပြောပါတယ်။ဖြစ်ရတဲ့ခုမှာဆိုရင်ဒုံးကျည်ပြစ်လို့ပြင်နေတဲ့အမှုထမ်းတွေကိုတွေ့ရှိခဲ့ပြီးအစ္စရေးလေရင်ကဓာတ်တွေကိုပြစ်ခတ်ခဲ့တယ်ဆိုပါတယ်။စေဦးစီးချုပ်က မြေပြင်ကနေမြေပြင်ဒုံပြစ်လောင်းချတွေကိုတိုက်ခိုက်မှုတွေတိုးမြင့်မှုပြုကြထားပါတယ်။အစ္စရေးလက်တပ်ကဆက်တိုက်သွားမှာပါလို့ဆိုပါတယ်။စစ်ဘက်ဆိုင်ရာခမ်းမက်ချက်အရအီရန်ကညာတွင်းချင်းပဲအစ္စရေးကိုဒုံကျည်40ခန်းနဲ့ပြစ်ခတ်ခဲ့ပါတယ်။ အစ္စရေးကိုအဲ့ဒီဒုံးကျည်40နဲ့ပြစ်ခတ်တဲ့ဖြစ်စဉ်မှာလူရှိဦးသေဆုံးပါတယ်တဲလပစ်နေရာအနှံ့ပြားမှာလည်းထိခိုက်ခဲ့ပါတယ်အစ္စရေးလက်ထက်ဟာအစ္စရေးပိုင်နဲ့စီပြစ်လွတ်တဲ့နောက်ထပ် drone ဒါစင်ပေါင်းများစွာကိုလည်းချားဖြတ်နိုင်ခဲ့တယ်ဆိုပါတယ်အီရန်ရဲ့ Islamic Online အစောင့်တပတ် IRGC ကလည်းတင်းနလာနေမှာရှစ်ကြိမ်မြောက်ဆစ်စင်ရေးအတွင်းအစ္စရေးရဲ့အလွာပေါင်းစုံကာကွယ်စနစ်ကိုနှောက်ယှက်ဖို့နီလန်းတည်တုံးခဲ့ပြီးချက်ချင်းတိုက်ခိုက်ဖို့ရည်ရွယ်ခဲ့ပါတယ်အရင်ကတည်းကပိုအားကောင်းပြီးဖြတ်အားပြည့်တဲ့တိုက်ခိုက်မှုမှာအသုံးပြုတဲ့အစစ်မြေထောက်လှည့်ရင်းနဲ့စစ်ပစ္စည်းစွန့်ရည်တွေနဲ့တိုးမြင့်တိုက်ခိုက်တဲ့အကြောင်း စ္စရေးကောက်ွယ်စနစ်တွေချုပ်ယွင်းသွားတယ်လို့ IRGC ကပြောပါတယ်။ရန်သူရဲ့အလွာပေါင်းစုံကောက်ွယ်စနစ်တွေဟာချုပ်ယွင်းသွားပါပြီ။အချင်းချင်းတော်မှာပြန်လည်ပြစ်မှတ်ထားခဲ့တယ်ဆိုပါတယ်။အစ္စရေးရဲ့ကောက်ွယ်နည်းပညာကိုအမေရိကန်နဲ့နောက်နိုင်ငံတွေကကြည်ကြဲပြင်းပြပံ့ပိုးပေးနေတဲ့ကြားမှာအီရန်ရဲ့ဒီကလစံသမှုတွေနဲ့ပြစ်မှတ်တွေကိုဒုံးကြီးတွေကအကောင်းဆုံးတိုက်ခိုက်နိုင်ခဲ့တယ်လို့ IRGC ကဆိုပါတယ်။အီရန်ဘက်ကနေတရားဝင်ရက်တီလိုက်ပြီးလို့ပါကစ္စတန်ကကြေညာပါတယ်။ ညီကိုတော်အီရန်ဘက်ကနေရက်တည်ပြီးမွတ်စလင်ကဘာအနေနဲ့စီလုံးကြဖို့ပါကစ္စတန်ကလှုံ့ဆော်နေပါတယ်ပါကစ္စတန်ကာကွယ်ဝန်ကြီးခါဝါဂျာအာဇစ်ကမျိုးသားညီလာခံမှာအီရန်နိုင်ငံပေါ်အစ္စရေးကအင်အားသုံးတိုက်ခိုက်မှုကိုလုံးဝလက်မခံဘဲဘယ်နည်းလဲလဲမဆိုအီရန်ဘက်မှရက်တည်ပြီးမွတ်စလင်ကဘာတစ်ခုလုံးစီလုံးကြဖို့တိုက်တွန်းပြောဆိုသွားပါတယ်အစ္စရေးမြောက်လက်မှာလက်ရှိသူတို့ကြောင့် မွတ်စလင်ကဘာဟာတော်တော်လေးကိုတိုက်ပွဲတွေဖြစ်ပွားကြောင်းမငြိမ်းချမ်းကြောင်းမွတ်စလင်ဘာသာဝင်မဟုတ်တဲ့တခြားကဘာမှလူသားတွေကတော့အစ္စရေးရဲ့အခုဂျမ်ဖတ်တိုက်ခိုက်မှုကိုရှုတ်ချပြီးဖြစ်ကြောင်းအစ္စလမ်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အနေနဲ့မွတ်စလင်ကဘာအတွက်အစည်းအဝေးခေါ်ယူသင့်ပြီးအစ္စရေးနဲ့ရင်ဆိုင်မှုမှာမွတ်စလင်နိုင်ငံအားလုံးပေါင်းစည်းနိုင်စေဖို့လှုံ့ဆော်သင့်တယ်လို့ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ဒါပေမဲ့ခုချိန်ထိတော့ OIC ကတော့ခေါ်ယူခြင်းမရှိသေးပါဘူး။အီရန်ဟာအင်ဒီဂျီနီကိုနိုင်ငံဖြစ်တဲ့အကြောင်း အီရန်ကြိုးစည်းပွားနဲ့ပြည်သူတွေကိုကာကွယ်ရမှာဖြစ်ပြီးယေမန်ပါလက်စတိုင်းနဲ့အီရန်ကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အစ္စရေးကိုတောလန့်ရမယ်ဆိုပြီးတော့ပါကစ္စတန်အမျိုးသားလူတော်မှာပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကအတီလင်းပြောသွားတာပဲဖြစ်ပါလိမ့်။ဒါကြောင့်လက်ရှိအချိန်မှာအစ္စရေးနဲ့အီရန်ရဲ့စီးရေးအခြေအနေကိုစောင့်ကြည့်လျက်ရှိတယ်လို့လည်းပြောပါလိမ့်။ဒါအပြင်အီရန်ဘက်ကအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေလွဲမှားစေဖို့ဒုံးပစ်စင်အတုတွေတောင်မှအသုံးပြုထားတယ်လို့သိရပါလိမ့်။ ဒီဒုံးပြစင်အတုတွေကိုအစ္စရေးဘက်ကအစ်စ်ထင်ပြီးတော့လေကြောင်းကနေဘုံကျဲချတိုက်ခိုက်တာလို့ဆိုပါတယ်။ဒါဟာအီရန်ရဲ့စစ်နက်ပိုင်ဆိုင်မှုစစ်ကိုကောက်ွယ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုကိုလမ်းလွှဲစေဖို့အယောင်ဆောင်ပြုတ်ထားတဲ့အတုတွေသာဖြစ်တယ်လို့အီရန်မီဒီယာတွေကခိုင်မာပြောပါတယ်။ အစ္စရေးလက် IF ကအီရန်ပြည်ထောင်စုညစ်စနစ်အားတိုက်ရိုက်ထိမှန်တဲ့ဗီဒီယိုဖိုင်တွေထုတ်ပြန်ပြီးနောက်အဲ့ဒီပြောဆိုမှုထွက်ပေါ်လာတာပါဒီစနစ်တွေဟာတိုက်ခိုက်မှုပြီးနောက်ဒုတိယအဆင့်ပေါက်ကွဲမှုများမရှိခဲ့ကြောင်းသုံးသပ်သူတွေကဆိုပါတယ်အစ္စရေးကဝေးတပ်ဖွဲ့ IDF ကလည်း Operation Rising Lion ရဲ့ဒဇယ်တပိုင်းဖြင့်အီရန်ဒုံးပစ်စင်များနဲ့ဆက်ဆက်ချင်းကစောင့်ဝင်တွေကိုတင်းတင်းကြပ်ကြပ်တိုက်ခိုက်တဲ့ဗီဒီယိုတွေအစောပိုင်းကထုတ်ပြန်ပါတယ်ဒီဗီဒီယိုဖိုင်တွေဟာပြစ်မှတ်အများအပြားကိုထိမှန်ကြောင်းအတည်ပြုပေမဲ့ တိုက်ခိုက်ပြီးနောက်ဘာမှပောက်ကွဲခြင်းမရှိတော့ထောက်လန်းရေးဆိုင်ရာသူတေတီတွေကသတိပြုမိခဲ့ပါတယ်။တကယ်လို့ဒုံးမြစ်စင်မှာလက်နက်အပြည့်စုံတက်ထားမယ်ဆိုရင် အစ္စရေးကနေပြီးတော့ဘုံကျဲချလိုက်မယ်ဆိုရင်ပောက်ကွဲမှုကပုံမှန်အားဖြင့်ဖြစ်ပေါ်တယ်လို့ဆိုပါတယ်။ဒီလိုပောက်ကွဲမှုကလည်းလုံးဝမရှိတဲ့ကြောင့်အီရန်ဟာဒုံးမြစ်စင်အတူတွေကိုအစ္စရေးတက်ခိုက်မှုမှလဲလွဲသွားစေဖို့လှည့်ဖြားနိုင်ခြင်းဖြစ်တယ်လို့ထင်ကြေးပေးစရာဖြစ်ခဲ့ပါတယ်။ အစ္စရေးတပ်တွေဖျက်ဆီးခဲ့တဲ့ပြစ်မှတ်အများပြားဟာရန်သူလူရင်တွေကိုလွဲမအောင်တမင်တကာထားရှိတဲ့အတုတွေပါလို့ AI စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါလေ။ဒါပေမဲ့အဲ့ဒီအစင်ခံစားမှာဒုံးပစ်စင်အတုဘလောက်အသုံးပြုခဲ့လဲ။ဒုံးကြီးစနစ်အစစ်တွေဘလောက်ထိခိုက်မှုရှိလဲဆိုတာတော့တီးပြပြောခြင်းမရှိပါဘူး။နောက်ပိုင်းထွက်လာတဲ့ဗီဒီယိုဖိုင်ကအီရန်ရဲ့အဆိုကိုထောက်ခံနေပုံရပါလေ။ဗီဒီယိုတခုမှဆိုရင်ပြစ်မှတ်အကျဉ်းချန်တွေကအတွင်းပိုင်းအစိတ်အပိုင်းတွေမပါဝင်ခြင်းကိုပြသနေပြီးဒါဟာလက်လက်တက်စင်ထားတဲ့ဒုံးပစ်စင်တွေမဟုတ်ပဲ။ အရွယ်အစားပြည့်ပုံစံတူတူဖြစ်တယ်လို့ယူဆရပါလေ။အဲ့ဒီနေရာဟာအခုသတင်းပတ်အစောပိုင်းမှာ Israel ရဲ့ Signet တက်ခတ်မှုတွင်ထိမှန်ကတဲ့နေရာတွေမှာပါဝင်ပါတယ်။ဒီလိုစစ်မြေပြင်လှည့်ဖြောင်းမှုမျိုးကို Ukraine ပါဝင်တခြားစစ်ပွဲစုံတွေမှာလည်းအုံပြုံတောင်းကြကြပြပြမှတ်တမ်းတင်ထားမှုတွေရှိပါတယ်။ဥပမာပြောရရင် Ukraine တပ်ဖွဲ့တွေက HIMARS နဲ့တင်တဲ့ Radar Unit တွေရဲ့ဟန်ဆောင်ရုပ်လုံးတွေတသားပုံစံတူတွေကတ္တုဇဂုပုံစံတူတွေကိုထက်တလဲလဲသုံးပြီးတော့ ရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှုကိုအမှန်တကယ်လေပတ်နေတဲ့စစ်တပ်နဲ့ပစ္စည်းတွေစီကနေလမ်းလွဲစီဖို့ဆွဲဆောင်ခဲ့ပါတယ်။ဒီနည်းပြဟာတံပိုးကြီးမားတဲ့ခရိုင်လက်နက်များစီတင်းကြစွာရောက်ရှိမဲ့ရန်သူရဲ့ပြစ်မှတ်တွေကိုလမ်းလွဲစီပြီးအနာဂတ်စစ်စင်ရေးအတွက်လက်နက်ခရိုင်အစ်စ်တွေကိုထိန်းသိမ်းထားနိုင်ပါတယ်။အီရန်ကလည်းရွေးရှားနိုင်တဲ့ပယ်ထိန်းတုံးကျည်စနစ်တွေနဲ့မဟာဗျူဟာမြောက်စနစ်တွေကိုအစ္စရေးရဲ့ထောက်လန့်ခြင်းနဲ့ပြစ်မှတ်ထားခြင်းမှာကာကွယ်ဖို့အဲ့ဒီနည်းပြဟာကိုတုံးနေပုံရပါတယ်။ အစ္စရေးလေယာဉ်တွေဟာ၃ရက်အတွင်းစစ်ရေးနဲ့ပတ်သက်တဲ့ပြစ်မှတ်ပေါင်း၁80ကျော်နဲ့ခြေကအဆောက်အစိပ်ပိုင်း920ကျော်ကိုတိုက်ခိုက်ခဲ့တဲ့အတွက်ဒုံးပစ်စင်တူတွေ၃ညဟာရှေ့လာမဲ့တိုက်ခိုက်မှုကိုနှောင့်နှေးစေဖို့သမုတ်ဟန်တာဖို့နီးလန်းအနေငယ်တွေကတခုဖြစ်နိုင်ပါလေ။အစ္စရေးတပ်တွေကတနင်္ဂနွေနေ့အထိအီရန်ပေါ်လေကြောင်းလွှတ်မှုနယ်မြေကိုဆက်ထိန်းထားပြီးစစ်စင်ရဲ့အရှိန်ရှော့ချမဲ့အရေးအယံမရှိပါဘူး။အီရန်ရဲ့တိုက်ခိုက်မှုကိုပံ့ပိုးပေးတာဒါမှမဟုတ် အီရန်ရဲ့ရေရှည်စွမ်းဆောင်ရည်ကိုအထောက်အကူပြုတဲ့ဘဲခြေခံအဆောက်အုံကိုမဆိုဆက်လက်ပြစ်မှတ်ထားသွားမယ်လို့အစ္စရေးကာကွယ်တပ်ဖွဲ့ IDF ကပြောပါတယ်။ဒါအပြင်အစ္စရေးဝန်ကြီးချုပ်ဗဂျမင်နေတာညာဟုကအစ္စရေးရဲ့သားပြည်သူတွေတေဆုံးမှုအတွက်အီရန်အနေနဲ့ကြီးကြီးမားမားပေးဆက်ရလိမ့်မယ်လို့ပြောလိုက်ပါတယ်။တယ်လီဗင်နီဒုံးကြီးချီမှန်ခဲ့တဲ့လူနေအဆောက်အုံကိုသွားကြည့်ခြင်းမှာဝန်ကြီးချုပ်ကအဲ့ဒီလိုပြောတာပါ။ တိုက်ခိုက်မှုတွေစတင်ခဲ့တဲ့တောက်ကြနေကြတဲ့ကအစ္စရေးဘက်မှာ73ထက်မနည်းသေဆုံးခဲ့တယ်ဆိုပါတယ်။တစ်ချိန်တည်းမှာပဲအစ္စရေးရဲ့နှစ်ရက်ကြာမစိုင်းတုံးကြီးတိုက်ခိုက်မှုကြောင့်အီရန်မှာမျိုးသမီးနဲ့ကလင်းငယ်တွေပါဝင်လူပေါင်း138ဦးထက်မနည်းသေဆုံးပြီးရာချီဒဏ်ရတယ်လို့အီရန်မီဒီယာတွေကလည်းဖော်ပြပါတယ်။ပြည်ကြဲတောက်ကြနေက UN Nuclear ဆိုင်ရာသိပ္ပံပညာရှင်တွေမစိုင်းပရိုဂရမ်တွေပြုလုပ်တဲ့နေရာကိုအစ္စရေးကပြစ်မှတ်ထားတိုက်ခိုက်ခဲ့ရတာကနေစပြီးတော့တိုက်ပွဲတွေအရှိန်မြင့်လာတာပါ။ စနေနေ့တနင်္ဂနွေနေ့မှာတော့အီရန်နဲ့အစ္စရေးဟာမဆိုင်တုံးတွေနဲ့ပြန်လှန်ပစ်ခတ်ခဲ့ပြီးအမေရိကန်ကတော့အစ္စရေးဘက်ကကူညီပြီးတော့မဆိုင်တွေကိုကြားဖြတ်ပစ်ချခဲ့ပါလေအစ္စရေးအနေနဲ့အီရန်မှာနျူကလ িয়ার လက်နက်တီထွင်နေတာဟန်တာဖို့ခုလိုတိုက်ခိုက်တာလို့ဆိုပါတယ်အစ္စရေးအီရန်တိုက်ခိုက်မှုမှာအမေရိကန်အနေနဲ့ဘာပတ်သက်မှုမှမရှိဘူးလို့အစိုးပိုင်းကညင်းဆိုခဲ့တာပါနိုင်ငံခြားသဘောတူညီမှုတွေပြုလုပ်နိုင်မယ်မကြခင်ငင်းချင်းရပါလိမ့်မယ်လို့ထံကတော့ဆိုပါတယ် ရာဟာသူ့ကိုယ်သူငြိမ်းချမ်းရေးဖော်ဆောင်သူဖြစ်ပုံဖော်နေပြီးအစ္စရေးအီရန်ပဋိပက္ခကိုမတားဆီးနေတာကြောင့်ဝေဖန်ခံနေရတဲ့ပြင်အိန္ဒိယနဲ့ပါကစ္စတန်ပြည်ထောင်စုအပါအဝင်တခြားသောပဋိပက္ခတွေကိုဖြည့်ရှင်းဖို့သူတောင်းယူခဲ့တယ်လို့ပြောထားမှုပါတယ်။အစ္စရေးဝန်ကြီးချုပ်ဗဂျမင်းနေဂျာညာဟုကတော့အီရန်ဘက်ကသမရထရန့်ကိုလုံခြံဖို့နှစ်ကြိမ်တော်မှကြံစီဘူးတယ်ဆိုပြီးတော့ပြောပါတယ်။အစ္စရေးဝန်ကြီးချုပ်ဗဂျမင်းနေတာညာဟုကလူမှုကွန်ရက်မှာဗီဒီယိုသတင်းစကားပြောခဲ့တာဖြစ်ပါတယ်။လက်ရှိအီရန်ဆိုရဟာ အစ္စရေးရဲ့အရသားနိုင်မြေတွေကိုပုံကျဲကြောင်းမိမိတို့ကလည်းအီရန်ရဲ့အဓိကပြစ်မှတ်ထိုက်ထားတဲ့နေရာတွေကိုတိုက်ခိုက်နေရကြောင်းနေတန်းညာဟုကဆိုပါတယ်ဒါဟာအသစ်စမ်းမဟုတ်ပါဘူးတဲ့အီရန်တို့ဟာတမ္မာထရန့်ကိုဆိုရင်နှစ်ကြိမ်နဲ့တက်ဖြတ်ဖို့စူးစမ်းမှုတို့လိုအမေရိကန်တယုံတို့ကိုလည်းဘုံခွဲမှုတယ်လို့ဆိုပါတယ်ဒါပြင်အီရန်ဟာလက်ဘရွန်မှာမရိန်တပ်သား240ဦးကိုတက်ဖြတ်ခဲ့တယ်လို့အစ္စရေးဦးကြီးချုပ်ကပြောပါတယ်အီရန်နဲ့အီရန်နဲ့အာဖဂန်နစ္စတန်မှာလက်လုံဖောက်ခွဲပစ္စည်းတွေနဲ့အမေရိကန်ထောင်နဲ့ချီကိုတိုက်ခိုက်ပါတယ်။တန်ရရစီပါတယ်။ ်အမေရိကန်အလံကိုလည်းမိရှုကြပါတယ်အမေရိကန်ကြာဆုံးပါသေးဆိုပြီးမကြည်ပြတမ်းကြွကြော်နေတာအီရန်နေပဲလို့နေတညာဟုကသမ္မတထရန့်ကိုပြောပါတယ်လက်ရှိမှာတော့အီရန်ကဣသရေလကနိုင်ငံတော်မှာအရေးပေါ်အခြေအနေကြီးညာထားပါတယ်ဣသရေလဝန်ကြီးချုပ်ကအီရန်ပြည်သူတွေထံမေကွန်းပြောရမှာဣသရေလဟာအီရန်ပြည်သူတွေကိုတိုက်ခိုက်ခြင်းသာမဟုတ်ဘဲအီရန်စိုးရောက်ကိုသာတိုက်ခိုက်ခြင်းဖြစ်ကြောင်းလေးပေးပြောပါတယ်ဣသရေလဟာအီရန်စစ်ဦးစီးရာရှိတွေနဲ့တိုက်ပတ်ပညာရှင်တွေကိုတုံ့ပြန်ရှင်းလင်းပြီးရူနီယန်နဲ့ ဒုံးကျည်လက်နက်တိုက်ကိုဖျက်ဆီးပစ်ခဲ့တယ်လို့လည်းဆိုပါတယ်။အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာဆိုရင်လုံခြုံခံရမှာကိုမစိုးရိမ်ဘူးလို့အကြေညာပြောဆိုခဲ့တဲ့အီရန်ထိပ်တန်းနျူကလ িয়ার ပညာရှင်တို့တော်မှသိဆုံးသွားပါတယ်။ဒါကတော့အီရန်လူမျိုးစွရင်ဖွဲ့အကြီးကဲဟောင်းအဘာစီဖြစ်ပါတယ်။အဘာစီကအစ္စရေးထိုးစစ်တွေမှာသိဆုံးခဲ့တဲ့သိပ္ပံပညာရှင်များထဲမှာတိုးဖြစ်ပါတယ်။ အဘာဇီယာသူဟာအစ္စရေးရဲ့လုံခြုံခံရမှာမဆိုရင်ကြောင့်လည်းနျူကလ িয়ার လက်နက်တိစောက်ဖို့ပြောလာရင်ဝမ်းမြောက်ဝမ်းသာတိစောက်ပေးမယ်ဆိုပြီးတချင်တုန်းကပြောမှုပါလေ။အီရန်ရဲ့နျူကလ িয়ার ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကနေရာမှာပါဝင်ခဲ့တဲ့အဘာဇီယာ2020ခုနှစ်မှာလုံခြုံတက်ဖြတ်ခံရမှုပါလေ။ဒါပေမဲ့အဲ့ဒီမှာသူကလွတ်မြောက်ခဲ့ပါလေ။လောကနျူကလ িয়ার လက်နက်ထုတ်လုပ်ရေးသူတည်တနာမှာပါဝင်ပတ်သက်တယ်လို့ဆွဆွကျင်းတဲ့ကုလသမဂ္ဂပိတ်ဆို့ရေးမှုကိုကြာမြင့်စွာခံခဲ့ရသူလည်းဖြစ်ပါလေ။ ဣရယ်ရဲ့နျူကလ িয়ার ကျိုးပတ်မှုဟာငြင်းကြင်းရေးတဲ့နိုင်ငံအချုပ်အခြာအာဏာအတွက်မရှိမဖြစ်လိုအပ်တယ်လို့အဘာစီယာဆိုပါတယ်အဘာစီယာအစ္စရေးရဲ့ကြောက်မဖွဲ့ကောင်းတဲ့နျူကလ িয়ার အစီအစဉ်နေရာတွေကိုတိုက်ခတ်မှုတွင်သေဆုံးသွားတယ်လို့ဣရယ်ရာရှိတကတီးပြပါတယ်လွန်ခဲ့တဲ့လကဣရယ်မီဒီယာတို့ကလည်းအဘာစီတွေ့ဆုံမင်းမြန်ဆန်းမှာတော့ပြစ်မှတ်ထားခံရနိုင်ခြင်းရှိတယ်ဆိုတဲ့သတင်းတွေကြားနေရပြီးဒီအစိုးရမှုတွေကိုကျွန်တော်အနေနဲ့ဂရုမစိုက်ဘူးလို့သူကပြောပါတယ် ကျွန်တော်တို့ကြောက်နေရင်ဘာလုပ်ကြမလဲလို့ပြန်လည်မေးခွန်းထုတ်ပြီးတော့ပယ်ချခဲ့ပါတယ်။နျူကလ িয়ার စီစဉ်လုပ်ငန်းတွေဟာနောက်လာမယ့်လူငယ်မျိုးဆက်နဲ့အတူဆက်လက်တည်ရှိမယ်လို့သူကပြောပါတယ်။လက်နက်တွေတည်ဆောက်ဖို့တောင်းဆိုလာရင်ပျော်ရွှင်စွာကူညီပေးဖို့မယ်လို့အဘာစီကပြောပါတယ်။အခုတော့နျူကလ িয়ার ဘုံတွေသူမတည်ဆောက်ရတော့ပါဘူး။သူတည်သွားပြီလို့အစ္စရေးဘက်ကပြောပါတယ်။အစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်ရဲ့အဓိကတပ်မှုတွေဖြစ်တဲ့လက်နက်ကန်တပ်ဖွဲ့တွေရဲ့စစ်ဝေးစည်းချုပ်နဲ့အစ္စလာမစ်တော်တွေရဲ့ဆောင်းတပ်ဖွဲ့စစ်ဝေးစည်းချုပ်တို့လည်းတည်ဆောက်ခဲ့ပါတယ် နျူကလ িয়ার သိပ္ပံများရှင်တဲ့ခရီးအလီရှန်ခါနီမိုဟာမက်မက်ဒီတီဟာရန်ရှင်နဲ့တခြားလေးဦးလည်းတည်ဆုံးခဲ့တာဖြစ်ပါတယ်အစ္စရေးနဲ့အီရန်ကြားအပြန်အလှန်ဆော်နေတဲ့အချိန်မှာပဲတရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးနဲ့အီရန်နိုင်ငံခြားရေးဝန်ကြီးအာရာချီတို့ဟာတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့တယ်လို့တရုတ်ကဖော်ပြပါဗျ။အဲ့ဒီလိုဆက်သွယ်ရမှာလက်ရှိစစ်ပွဲအခြေအနေတွေကိုတရုတ်ကပြောခဲ့ကြောင်းအီရန်ကဆိုပါတယ် အီရန်ပေါ်အစ္စရေးတိုက်ခိုက်မှုဟာအန္တရာယ်လွန်ကြီးမာပြီးဒေတာတွင်းတစ်ခုလုံးကိုပတ်စုံစစ်ပွဲထဲကိုဝင်ရောက်စေနိုင်တယ်လို့ဆိုပါတယ်။နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့အစ္စရေးအားစစ်ရဆေးရေးဆောင်ရွက်ဖို့တင်းတင်းကြပ်ကြပ်တိုက်တွန်းဖို့မျှော်လင့်ကြောင်းတရုတ်နိုင်ငံမှာအီရန်ပေါ်ဒီဇိုင်းမမတ်နားလည်ပြီးအားပေးထောက်ခံတာကိုကျေးဇူးတင်ရှိတယ်ဆိုပြီးတော့အီရန်နိုင်ငံဂျာယီဝန်ကြီးအာရာချီကဝန်ကြီးကိုပြောပါတယ်။ဒါအပြင်တရုတ်အနေနဲ့ပုံပြီးအရေးကြီးတဲ့ခန်းကနေပအဝင်ဆောင်ရွက်နိုင်မယ်လို့ယုံကြည်ကြောင်းပြောပါတယ်။လက်ရှိမှာတော့ကုလသမဂ္ဂမှာတရုတ်က အစ္စရေးကိုပြင်းပြင်းထန်ထန်ရှုတ်ချထားတာပဲဖြစ်ပါတယ်။ဝန်ကြီးကအီရန်ပေါ်အစ္စရေးတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တရုတ်နိုင်ငံဟာသဘောထားယက်တီချက်ကိုချက်ချင်းလူသိရှင်ကြားဖော်ပြခဲ့တယ်လို့ဆိုပါတယ်။တရုတ်ဟာအီရန်ရဲ့ချုပ်ချာအာဏာလုံခြုံရေးနဲ့နယ်မြေတည်တပ်ခိုင်မြဲခြင်းတို့ပေါ်အစ္စရေးရဲ့ဝင်ရောက်ကျူးကျော်ခြင်းကိုရှင်းရှင်းလင်းလင်းပြစ်တင်ရှုတ်ချပြီးအီရန်ရာရှိတွေပေါ်ပြစ်မှတ်ထားပြီးအရက်သူအရက်သားတွေကိုတေကျေနာတရားဖြစ်စေတဲ့တိုက်ခိုက်မှုမှန်သမျှစန့်ကျင်တယ်လို့ပြောပါတယ်။ဝန်ကြီးကလက်ရှိဒေသတွင်းအခြေအနေဟာအဓိကတော့ကြကြပြီးရေးကြီးတဲ့အခြေအမှဖြစ်နေကြောင်း တရုတ်ဟာအီရန်နဲ့တူသက်ဆိုင်ရာဘက်အသီးသီးမှာဆက်သွယ်မှုတွေကိုဆက်လက်ထားရှိပြီးအခြေအနေတွေတင်းမာရော့ပါစေဖို့အပြုသဘောဆောင်တဲ့ခံကဏ္ဍကလည်းဆက်လက်ပါဝင်ဆောင်ရွက်မယ်လို့ဆိုပါတယ်။ခုလိုအီရန်ရဲ့အချုပ်ချာအာဏာနယ်မြေပိုင်ဆိုင်မှုကိုချိုးဖောက်ပြီးနျူကလ িয়ার စေယုံတွေကိုအစ္စရေးကတိုက်ခိုက်တာကိုတရုတ်ကလုံးဝမထောက်ခံကြောင်းနိုင်ငံတကာစံနှုန်းအလုံးကိုအစ္စရေးကချိုးဖောက်တဲ့အနေအထားကြီးနဲ့လုပ်ရပဲလို့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝန်ကြီးကပြောပါတယ်။ ။အစ္စရေးရဲ့လုံရက်နဲ့ပတ်သက်လို့ရှန်ဟိုင်းပူပေါင်းဆောင်ရွက်ဖွဲ့ကလည်းရှုတ်ချသလိုအစ္စရေးရဲ့တိုက်ခိုက်မှုကိုလည်းရပ်တန့်ဖို့လုံခြုံရေးကောင်စီမှတောင်းဆိုမယ်လို့ဝန်ကြီးကဆိုပါတယ်။အီရန်နျူကလ িয়ার ပြဿနာကိုနိုင်ငံရေးအရဖြေရှင်းဖို့နိုင်ငံတကာဆောင်ရွက်ချိန်မှာအစ္စရေးရဲ့အင်အားသုံးတိုက်ခိုက်မှုကိုလုံးဝလက်မခံနိုင်ဘူးလို့ဝန်ကြီးကအီရန်နိုင်ငံခြားရေးဝန်ကြီးအာရာချီကိုပြောခဲ့တယ်လို့သိရပါတယ်။